မင်္ဂလာပါရှင်ဒီကနေ့အော်တိုဘာလ28ရက်နေ့ VIP ရဲ့ညာကင်းသတင်းစီစဉ်ကနေကြိုဆိုလိုက်ပါရရှင်ဒီကနေ့ညာကင်းသတင်းစီစဉ်မှာတော့အာဆီယံပုံသဘောတူညီချက်၅ချက်ကိုအကောင့်ချေမဖော်နိုင်တဲ့အတွက်အာနာသိန်းစီခေါင်းဆောင်မင်းအွန်လိုင်းကိုအာဆီယံထိပ်သီးစည်းဝေးတရခွင့်ဆင်းလေးပိတ်ပင်လိုက်တယ်ဆိုတဲ့သတင်းစောမြို့မှာအစ်မပြည့်သေးတဲ့မိန်းကလေးကိုအာဓမ္မကျင့်တပ်ဖြတ်ခဲ့သူဆိုတဲ့အမျိုးသားကိုဒေတာပေးဖို့ဆန္ဒထုတ်ပေါ်ကြရတဲ့ဆိုတဲ့သတင်း ဝင်းလင်းနဲ့ပေါ်မျိုးနယ်ရှိကြီးရွာများကိုစစ်တပ်ကဝင်တွဲလျင်ဖြင့်ပုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ5ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရတဲ့သတင်းမြဝတီ KK ပါကိုစစ်တပ်လက်အောက်ခံ BTF တပ်ဖွဲ့က၄ရက်စစ်တိုက်ပုံဖောက်ခွဲမှုတွေပြုလုပ်ခဲ့ရတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းများနဲ့စိတ်ဝင်စားဖွယ်ရာနိုင်ငံတကာသတင်းများကိုတင်ဆက်ပေးသွားပါမယ်ရှင်ကျွန်မကတော့နှင်းထူးပါပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ အာဆီယံပေါ်သဘောတူညီချက်၅ချက်အကောင့်ထဲမှာပေါ်နေတဲ့အတွင်းအာနာသိန်းစီခေါဆောင်မင်းအွန်လိုင်းကိုအာဆီယံထိပ်သီးအစည်းအဝေးတွေမှာဆက်လက်တင်ရောက်ခွင့်ပိတ်ပင်လိုက်တယ်ဆိုတဲ့သတင်းကိုပြောပြပေးသွားပါမယ်ရှင်။မြန်မာစစ်တပ်အနေနဲ့အာဆီယံပုံသဘောတူညီချက်၅ချက်ကိုအကွန်ထဲပေါ်ဖို့ပြည့်ကွက်နေတဲ့အတွက်မြန်မာစစ်ခုံးဆောင်တွေကိုအာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆအစည်းအဝေးတွေမှာတရားခွင်ဆင်းလက်ပိုက်ပင်လိုက်တယ်လို့အာဆီယံနိုင်ငံဆိုင်ရာဝန်ကြီးတွေအစည်းအဝေးကဆုံးဖြတ်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်ရှင်။ လေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာပြုလုပ်ခဲ့တဲ့အာဆီယံနိုင်ငံဆိုင်ရာဝန်ကြီးများစည်းဝေးပြီးမှာအချင်း20ရှိချက်ပါဝင်တဲ့မြန်မာအရေးဆွေးနွေးချက်ကြီးညာဆောင်ကိုထုတ်ပြန်ခဲ့တာဖြစ်ပြီးအတိအကအချက်တွေအနေနဲ့မြန်မာစစ်တပ်ကအာဆီယံပုံသဘောတူညီချက်၅ချက်ကိုအကောင့်ထေဖို့တုတ်တက်တာတွေမလုံဆောင်သေးပါကအာဆီယံထိပ်သီးအစည်းအဝေးနဲ့နော့ဆက်အတွဲဆက်ဆစည်းဝေးတွေမှာမြန်မာစစ်ကောင်စော်တွေတရားခွင့်ပြုမှာမဟုတ်ဘဲနိုင်ငံရေးအရာကိုစားမပြုသူကိုသာတရားခွင့်ပြုမှာလို့သိရပါတယ်ရှင်။ ဒါအပြင်အာဆီယံနိုင်ငံဆိုင်ရေးဝန်ကြီးတွေစီးဝေးရဲ့ကြေညာချက်မှာရွေးကောက်ပွဲတွေမကျင်းပမီနိုင်ငံရဲ့အကြအတေးကိုဖြည့်ရှင်းဖို့ပုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ပြီးကြောက်ဖက်တာတွေကိုရတန်းရမှာလို့ထုတ်ပြန်ကြေညာထားပါတယ်။မြန်မာစစ်တပ်ကလာမက်ဒီဆင်မာလာမှာရွေးကောက်ပွဲကျင်းပဖို့စီစဉ်နေတာနဲ့လေလာဆောင်ကြည့်ရေးအဖွဲ့တွေကိုဖိတ်ခေါ်မှုနဲ့ ပတ်သက်ပြီးရွေးကောက်ပွဲဟာလူလာမျှတငင်းချပွင့်လင်းမြင်သာပြီးအားလုံးပါဝင်တွင်ရွေးကောက်ပွဲဖြစ်ရမှာဖြစ်တယ်လို့အာဆီယံကထုတ်ပြန်ကြေညာထားပါတယ်မြန်မာနိုင်ငံအခြေအနေကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့လူကုန်ကူးမှုမွေးစည်းမွန်ကိုရုံးဝယ်မှုနေရာစွန့်ခွာမှုစိတ်ပါချင်းချော်မှုတွေနဲ့အွန်လိုင်းလဲလဲတာတွေအပါအဝင်ပြိပခပေါ်ပေါ်လာတဲ့နိုင်ငံပြကြော်ရာစုမှုတွေကိုကင်တွယ်ဖြည့်ရှင်းရင်းအားလုံးပူပေါင်းဆောင်ရွက်ဖို့သဘောတူညီခဲ့တယ်လို့သိရပါတယ်။အာဆီယံကမြန်မာနိုင်ငံပြည်သူတွေငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့ဒီမိုကရေစီရရှိရေးအတွက် ကူညီဖို့ကုလသမဂ္ဂနိုင်ငံတကာတို့နဲ့အတူလက်တွဲလှုပ်ဆောင်သွားမှာဖြစ်ပြီးအနာဂတ်စည်းဝေးတွေမှာတိုးတက်မှုကိုပြန်လည်သုံးသပ်သွားမှာလို့လည်းသိရပါတယ်ရှင်။နောက်ထပ်ပြောပြပေးမယ့်သတင်းကတော့မကွေးတိုင်းစောမြို့နယ်မှာအသက်မပြည့်သေးတဲ့မိန်းကလေးကိုအာရမကျင့်တပ်ဖြတ်ခဲ့သူအမျိုးသားကိုတေတံပေးဖို့ဆန္ဒထုတ်ဖော်ကြတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။မကွေးတိုင်းစောမြို့မှာအသက်မပြည့်သေးတဲ့73နှစ်အရွယ်မိန်းကလေးတဦးကိုအာရမကျင့်ပြီးတပ်ခဲ့တယ်လို့ဆွဆွဲရတဲ့အမျိုးသားကိုတေတံပေးဖို့မြို့နယ်ပြည်သူတွေက လာရှော့ဆန္ဒပြခဲ့ကြတယ်လို့ရောအလင်းသားစီကသိရပါတယ်။အော်တိုဘာ26ရက်ကမိုင်းကလေးရဲ့အမတ်တရားတောက်ပုံတွေအလုံးပြန်တွေ့တဲ့တောက်ပုံတွေတရခံလို့ယူဆရတဲ့သူတွေရဲ့တောက်ပုံကိုကိန်ဆောင်ပြီးယာနဲ့ချီတဲ့လူတွေကလမ်းပေါ်တဲဆန္ဒထုတ်ပေါ်ခဲ့ကြပါတယ်။လက်ရှိမှာဆော့မြို့ပေါ်နဲ့မြို့နယ်နေရာအများစုကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ကထိ ंछ ုတ်ထားပြီးပြည်သူအုပ်ချုပ်ရေးရန်တရားရှိနေတာပါ။သောမျိုးတိရိယရဏရောက်ွက်ကအသက်73နှစ်အရွယ်မိန်းကလေးကိုမိသားစုနှင့်ယဉ်ကျေးကျွမ်းဝင်တဲ့ အသက်21အရွယ်အမျိုးသားကနေအိမ်မှာလာခေါ်ပြီးရပိုင်းချာမှာမင်းကလေးရဲ့အလုံးကိုပဲပြန်တွေ့ခဲ့တာလို့သိရပါတယ်အေးမင်းကလေးရဲ့အလုံးကိုတော့၄ရက်ကြာ အော်တိုဘာ၂၅ရက်မှာဆောမြို့ဆေးရုံဝန်ကအခန်းတစ်ခုထဲမှာပြန်တွေ့ခဲ့တာဖြစ်ပြီးပအောင်ရှင်ကသတင်းပေးမှုကြောင့်အလုံးကိုတွေ့ခဲ့တာလို့ဆိုလိုပါတယ်။တန်တရားရှိသူအမျိုးသားကို တော်လှန်ရေးတပ်ဖွဲ့တွေက စုံစားရှာဖွေခဲ့ပြီးအော်တိုဘာ25ရက်နေ့နေ့ပိုင်းမှာပဲဖမ်းဆီးရမိခဲ့တယ်လို့သူကိုယ်တိုင်ကလည်းဝန်ခံထွက်ဆိုထားတယ်လို့ရောအလင်းတန်းကရေးသားထားပါတယ်။တက်ဆိုင်ရာအဖွဲ့အစည်းတွေကအသေးစိတ်စုံစားနာတွေလုပ်နေချိန်မှာတရားခံကိုအထောက်အပံ့ပေးဖို့လူတွေလူထုရဲ့ဆန္ဒပြမှုထွက်လာတာဖြစ်ပါတယ်။အခုတော့ဝဲလင်းနဲ့ပေါ်မြွနယ်ရှိကြေးရွာတွေကိုစစ်တပ်ကဝိုင်းတွဲလိင်ဖြင့်ပုံကျဲတိုက်ခိတ်မှုကြောင့်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရတဲ့သတင်းကိုကြေပြပေးသွားပါမယ်ရှင်။ စကိန်းတိုင်းဝင်းလင်းမြို့နယ်ရှိကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကနှစ်ရက်ဆက်ဝိုင်တွဲလီနဲ့ပုံစဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဝင်းလင်း information နဲ့ဝါကာတီးရပါတယ်။အော်တိုဘန်26ရက်နေ့မနေ့ကစပြီးဝင်းလက်မြို့နယ်အနော်ချမ်းဝင်းလက်ရွာသားကြီးလောင်းပိန်ကိုအကြမ်းဖက်စစ်တပ်ရဲ့တရားဥပဒေတက်ကဝင်တွဲလီရင်တစည်းကပုံလေးဆက်ကိုလုံးကျဲချတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ဒီလိုပုံကျဲတိုက်ခိုက်မှုအတွင်းပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဦးကောင်းဟိုပုံစာတိမှန်သူတဦးရှိကစွန့်ကြည့်နေရဆဲဖြစ်တယ်လို့သိရပါတယ်။အော်တိုဘာ25ရက်နေ့ကလည်းတတာဦးလီတမှတ်တက်လာတဲ့ဝိန်တွဲလီတစီကဝဲလဲမြို့နယ်အနော်ချမ်းရှိကျေးရွာတွေကို ပုံ38လုံးကျဲချတက်ခတ်ခဲ့ပြီးတိုက်ခိုက်မှုအတွင်းပြည်သူတွေထိခိုက်မှုမရှိဘူးလို့သိရပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ် KK ပန်းတဲ့ပတ်သက်တဲ့သတင်းတပုတ်ကိုလည်းဆက်လက်ပြောပြပေးသွားပါမယ်ရှင်။ကရင်ပြည်နယ်မြဝတီမြို့နယ်ရှိ KK ပောက်ကိုစစ်တပ်လျော့ခံကရင်ပြည်နယ်ချက်ဆော့အဖွဲ့ PGF တပ်ဖွဲ့က၄ရက်ဆက်တိုက်ပုံဖော်ခွဲလိုက်ပြီးထိန်းနိုင်ငံဘက်ကပါပုံအစရီလွှင့်ဆင်လာတယ်လို့ထိန်းသတင်းဌာနတွေကဖော်ပြကြပါတယ်။အော်တိုဘာ24ရက်ကစတင်ပြီးအော်တိုဘာ28ရက်နေ့အထိ KK ပောက်ကို BGF ကနေစဉ်စစ်တိုက်ဖောက်ခွဲလက်ရှိရာအော်တိုဘာ28ရက်မှာလည်း BGF ကထပ်မံဖောက်ခွဲခဲ့ပါသေးတယ်။အဲ့ဒီဖောက်ခွဲမှုကနေပုံအစနာတွေဟာထိုင်းနိုင်ငံပြည်အချမ်းရှိနေအိမ်တွေပေါ်ကြာရောက်လာခဲ့တာပါ။ အော်တိုဘာ23ရက်နေ့မှစတင်ပြီး KK ပောက်မှကြားဖြန့်လုတ်ကိန်နေတဲ့နိုင်ငံခြားသားတွေအပါအဝင်ကြားဖြန့်လုတ်ကိန်သူတွေကို BGF ကညှဉ်းထုတ်ခဲ့ပြီးနောက်ထိုင်းနိုင်ငံဘက်အချမ်းသူကြားဖြန့်လုတ်သားနိုင်ငံခြားသားတထွန်ကျော်ထွက်ပြေးဝင်ရောက်လာတာပါထိုင်းနိုင်ငံက KK ပောက်မှထွက်ပြေးလာတဲ့နိုင်ငံခြားသားတွေကိုထိန်းသိမ်းစစ်တာတွေလှုပ်ဆောင်နေပြီးစစ်တပ်က KNU ကို KK ပောက်နဲ့ပတ်သက်ပြီးဆွဆွဲချက်နဲ့လုံးဝမပါတဲ့ကျွန် KNU ကညှဉ်းဆဲထားပါတယ်ရှင် အခုတော့စစ်တလောအင်းနဲ့ချင်းမြောက်ပိုင်းကိုဆစ်လက်စစ်ကြောထုတ်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ချင်းဒေသကကွယ်ရေးတပ် CTF စီးရင်နယ်မြေကိုအာနာသိန်းစစ်တပ်ကအင်အားအလုံးအင်းနဲ့ထပ်မစစ်ကြောထုတ်လာကြောင်း CTF စီးရင်ကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘာ28ရက်မှာဒေသအတွင်းစစ်ကြောထုတ်လာလို့ဖော်ထားပေးတဲ့စင်ကယ်လန်းကိုလုံခြုံရေးအရာခိတခဏပိတ်ထားတယ်လို့အရေးပေါ်ထုတ်ပြန်ကြေညာခဲ့တာပါ။ပြီးခဲ့တဲ့တပတ်လောက်ကလေးကစစ်တပ်ဟာချင်းမြောက်ပိုင်းကို ထိုးစီစင်ဖို့စုဖွဲ့ပြင်ဆင်နေတာလို့ဒေတာအင်းမြင့်တွေကပြောပါတယ်ကလေးတီတိန်လမ်းမပေါ်ရှိတိုင်းငင်ရွာကကလေးတီတိန်နဲ့ဖလားမြို့နယ်ကိုစစ်သွင်းနေတဲ့လမ်းဆုံမှာရှိတာပါအခုနှစ်မေလ16ရက်ကလည်းစစ်ကောင်စီတပ်ဟာချင်းမြောက်ပိုင်းကမြို့တွေဖြစ်တဲ့တီတိန်ကိုစစ်အင်အားဖြည့်ဖို့ဒါမှမဟုတ်ချင်းညီနောတိန်ထားတဲ့ဖလားမြို့ကိုကြံထိုးစီစဉ်ဖို့ရည်ရွယ်ပြီးကလေးကနေတိုင်းငင်ဘက်ကိုစီကြောင်းထုတ်ခဲ့ပါသေးတယ်ဒါပေမဲ့ CTFC ရဲ့အပါအဝင်ချင်းဒေါ်လာရီ ပူပေါင်းတတွေကြောင့်တိုက်ခိတ်မှုတွေစစ်ကောင်စီရှေ့ဆက်မတိုးနိုင်ပဲတလခွဲကျော်အကြာဇွန်လပထမပတ်မှာအထူးခိတ်ကြများစွာဖြင့်ကလေးပင်ပြန်ဆုတ်ခွာခဲ့ရပါတယ်။အခုတော့နိုင်ငံတကာသတင်းတွေကိုအလှည့်ပေးပါမယ်ရှင်။အမေရိကန်တရုတ်ကုန်သွယ်ရေးသဘောတူညီမှုမူပေါင်းသဘောတူညီမှုရရှိခဲ့ပြီးတဲ့နောက်အာရှစည်းကွင်းနဲ့ American Stock Share တွေမြင့်တက်လာတဲ့ဆိုတဲ့သတင်းကိုပြောပြပေးပါမယ်ရှင်။ အမေရိကန်နဲ့တရုတ်ကိုယ်စားလှယ်တွေဟာဂုံသေးရေးသဘောတူညီချက်မူပေါ်တစ်ခုအပေါ်သဘောတူညီမှုရရှိခဲ့ပြီးတဲ့နောက်အမေရိကန်စတော့ရှယ်ယာနာကာစည်းကွက်တွေဟာတနင်္ဂနွေနေ့မှာမြင့်တက်လာခဲ့ပါတယ်။ဒီသဘောတူညီမှုတွေကြောင့်တရုတ်ကုန်ပစ္စည်းတွေပေါ်150ခွန်ရာခိုင်နှုန်းအခွန်အကော့ခွန်တိုးမြှင့်ကွက်ခံမဲ့အခြေအနေကိုခြွန်ချားနိုင်ပွဲရှိပြီးယင်းနှိမ့်နှံသူတွေကဘဟုပန်ကနေနောက်ထပ်အတိုးနှုန်းလျှော့ချမှုတစ်ခုကိုလည်းမျှော်မှန်းနေကြပါတယ်။ ဒီသတင်းဟာယခုလအစောပိုင်းကကမ္ဘာအင်အားကြီးနှစ်နိုင်ငံအကြားကုန်သွယ်ရေးတင်းမာမှုတွေမြင့်တက်လာပြီးတဲ့နောက်ကြီးမားတဲ့ရောင်းချမှုကိုခံခဲ့ရတဲ့ဈေးကွက်အတွင်းအကောင်းမြင်တဲ့လက္ခဏာတရားဖြစ်ပါတယ်။အာရှမှာလည်းအတ္တိကစတော့ဈေးကွက်ကြီးတွေဟာဒီသတင်းကိုအပြုသဘောဆောင်တဲ့တုံ့ပြန်မှုတွေပြသခဲ့ပါတယ်။သမရဒေါ်နယ်ထရန့်ဟာလာမယ့်ကြာသပတေးနေ့မှာတရုတ်ခေါင်းဆောင်ရှီကျင့်ဖင်နှင့်တောင်ကိုရီးယားမှတွေ့ဆုံဖို့ရှိနေပြီးဒါဟာအမေရိကန်ရဲ့အရေးကြီးဆုံးကုန်သွယ်ပေးနိုင်ငံတွေထဲကတစ်ခုနှင့်တရမာရေးရခီးစင်ကိုဆုံးသတ်မှာဖြစ်ပါတယ်။ ဂျိုတူတွေနဲ့စာသုံးသူသုံး electronic ပစ္စည်းတွေထုတ်လို့ရမှာအရေးပါတဲ့မြေရှားသတ္တုတွေအပေါ်တရုတ်ကပို့ကုန်ကမ်းသချစ်တွေကိုတိုးမြင့်မယ်လို့ကြေညာပြီးရတော့ဝါရှင်တန်နဲ့ပေကျင်းအကြားဆက်ဆံရေးတင်းမာလာခဲ့ပါတယ်။ခရန်ကလည်းလက်ရှိအနေထားတွေထက်အပိုဆုံးတရားရခိုင်နှုန်းထောက်မှကော့ခံမယ်လို့ချိန်ချော့ခဲ့ပြီးတရုတ်ဘက်ကလည်းအမေရိကန်ကိုလက်တော့ပြရေးအေးအေးယူမှုတွေပြုလုပ်မယ်လို့ချိန်ချော့ခဲ့ပါတယ်။ သမရထရန့်ကလည်းစနေနေ့မှာအလွန်ပြည့်စုံတဲ့သဘောတူညီချက်တစ်ခုရရှိဖို့အခွင့်အရေးလွန်ကောင်းနေပါတယ်လို့ပြောကြားရင်းအလျှော်အသင်းအချို့လှုံ့ဆော်ဖို့အသင်းရှိကြောင်းအရေးအမှုပြောဆိုခဲ့ပါတယ်။ MPC ရဲ့ Meet the Process စီစဉ်မှာတော့မြေရှာမြေတပ်တူပို့ကုန်ထိတ်ချုပ်မှုတွေပေါ်အမေရိကန်ကယာယီရွှေစိမ့်မှုတစ်ခုခုရရှိမယ်လို့မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။ တရုတ်ဟာကပ္ပသားစင်မြေမြေရှားမြေတာတူထုံးလုံးမှုရဲ့60ရာခိုင်နှုန်းကျော်ကိုထိ ंछ ုပ်ထားပြီးဒီပေါ်များမှုဟာအမေရိကန်နှင့်ကုန်သွယ်ဆွေးနွေးမှုမှာအင်အားအကြီးဆုံးလေးနဲ့တစ်ခုဖြစ်နေပါတယ်။ဒီအကော့ခွန်စစ်ပွဲဟာအမေရိကန်စစ်ပွဲရဲ့အပေါ်ငွေကြေးဖုံးပွားမှုကနေလေသမားတွေနဲ့အမေရိကန်စစ်ပွဲရဲ့လုပ်ငန်းတွေထိကြကြပြန်ပြန်တည်ရမှုတွေရှိခဲ့ပါတယ်။နျူကလ িয়ার စွာရီသုံးတုံးပြအသည့်ကိုအောင်မြင်စွာစမ်းသပ်နိုင်ခဲ့တယ်လို့ရုရှားကထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ရုရှားသမ္မတပူတင်ကရုရှားဟာနျူကလ িয়ার စွမ်းအင်သုံးတုံးပြအသစ်ကိုအောင်မြင်စွာစမ်းသပ်လိုက်ပြီးချစ်ကြောင်းကြေညာခဲ့ပါတယ်။အဆိုပါလက်နှစ်ဟာလက်ရှိစစ်အင်အားမျှခြေကိုတိတိတတ်တာပြောင်းလဲနိုင်ခြင်းဖြင့်အနောက်နိုင်ငံများအပေါ်ချင်းချော့ရာရည်ရွယ်သည့်စစ်တပ်ပိုင်းဆိုင်ရာဆင်ရေးသားဖြစ်နေကြောင်းပညာရှင်တို့ကသုံးသပ်ပြောကြားပါတယ်။ဒီတုံးပြအသစ်ဟာနျူကလ িয়ার တွန်းကန်အားစနစ်ပါဝင်ပြီး အကွာအဝေးအထူးရှိလွှမ်းဆောင်ပစ်ခတ်နေရန်ရည်ရွယ်သည့်စီမံကိန်းအဟွန်တစ်ခုဖြစ်ပါတယ်။ ပူတင်က2018ခုနှစ်ကလေးကကြီးညာခဲ့မှုပြီးရခင်ကစမ်းသပ်မှုများအောင်မြင်ခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။တောင်တရုတ်ပင်လယ်မှာအမေရိကန်ရေတိုက်ရဟယင်းနဲ့တိုက်လေယာဉ်ပစ်ချမှုနှစ်ခုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုပြောပြပေးသွားပါမယ်ရှင်။အမေရိကန်ရေတိုက်ပင်ရဟယင်းဟာဒေသစံတော်ချိန်ညနေ2နာရီနဲ့45မိနစ်ခန့်မှာပစ်ချခဲ့တာဖြစ်ပြီးလေယာဉ်အမှုထံ3ဦးစလုံးပေကင်းစွာကယ်ဆယ်နိုင်ခဲ့တယ်လို့ရေတိုက်ကပြောပါတယ်။ တီဖြစ်ရဖြစ်ပြီးနောက်တခြားအနေနဲ့ညနေ3:15မိနစ်မှာ Navy သင်းမောပေါ်ကနေပုံမှန်စစ်ဆင်ရွေးတွေလှုပ်ဆောင်နေတဲ့တိုက်ရင်တိုက်လေရင်တစည်းဟာလည်းတောင်တယောက်ပင်လယ်ရေပြင်ထဲပြကျခဲ့တယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒီတိုက်လေရင်မှာပါဝင်တဲ့လေရင်အမှုထမ်းနှစ်ဦးစလုံးဟာလည်းလေရင်ထဲကနေအပြင်ကိုခုံထွင်နိုင်ခဲ့ပြီးပေကင်းစွာကဲဆင်းနိုင်ခဲ့ပြီလို့ရေဒါကပြောပါတယ် ပါဝင်ပတ်သက်သူအားလုံးဟာပေကင်းလုံခြုံပြီးကျန်းမာရေးအခြေအနေတည်ငြိမ်ပါတယ်လို့အမေရိကန်ပစိဖိတ်ရေးတပ်စုကပြောကြားခဲ့ပြီးဖြည်းရနှစ်ခုစလုံးရဲ့အကြုံရင်းကိုတော့လက်ရှိမှာစုံစမ်းစစ်ဆေးနေပါတယ်လို့ပြောကြားသွားခဲ့ပါတယ်။ PNP ရဲ့ညာခင်သတင်းတင်ဆက်မှုတွေကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တော်ချင်းစီတိုင်းကိုလည်းအထူးပင်ကြီးစွတင်ရှိပါတယ်ရှင်။ VNB ဟာလွတ်လပ်ပြီးအမိခုကင်းတဲ့မီဒီယာအဖြစ်ရတည်နေပြီး VNB ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားဖို့ဖိတ်ခေါ်လိုက်ပါရရှင်။ နောက်ထပ်အစီအစဉ်ကောင်းတွေတင်ဆက်နိုင်ဖို့ VIV ရဲ့ YouTube Channel မှာမြန်မာဝင်ထားဖို့ကိုလည်းဖိတ်ခေါ်လိုက်ပါတယ်ရှင်။အားလုံးပဲပေးရန်ကင်းကွာပြီးရှင်လားချမ်းမြေ့ကြပါစေရှင်။ Burma Independent Voice